နိုင်ငံတော်အစိုးရနဲ့ရှင်လို့ရအောင်ဘုလိုမှုပြနိုင်တဲ့အရေးချင်းတွေထုတ်ပြလာတဲ့ Anonymous ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီမှာ Serial Insider Beach ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ Anonymous က အိမ်တော်ကြီးခွန်ရှင်ပြည့်ရနောက်ပိုင်းမှာအဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ခဏကြာရန်နာထားတာဖြစ်ပါတယ်။ဂျမကြီးမကောင်းတာကြောင့်ဆရာဝန်ကတချင်းဆိုတာကိုနားခိုင်းထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲ Anonymous ကတချင်းဆိုတာကိုနားထားပြီးတော့ပညာရီကိုလေ့လာသင်ယူနေတာပါ။အနားယူတဲ့အချိန်မှာတချင်းအသစ်တွေကိုလည်းလေ့လာသင်ယူသလိုဂီတဆိုင်ရာအတီးမုတ်တွေကိုလည်းတောင်းလျှောက်လေ့လာသင်ယူနေတာဖြစ်ပါတယ်။ဒါအပြင် Anonymous ကဆယ်တန်းမအောင်ခဲ့တာကြောင့်လူရမဝင်မှာကိုလည်းစိုးရိမ်ပါတယ်။အစရော ော့တယောက်နေနဲ့ရည်တည်လာတဲ့အချိန်မှာပညာရေးရလည်းအနေချင်းလိုအပ်လာခဲ့ပါတယ်။ဒါကြောင့်မို့အင်္ဂလိပ်စာကိုလေ့လာပြီးတော့ e-skill တွေမြင့်တင်နေခဲ့တာပါ။ ဘီဂန်ရဲ့မှာ anonymous ကရှူတင်မှာရှိနေကြောင်းကို blog ရိုက်လာခဲ့တာဖြစ်ပြီးတော့လေးလာထားတဲ့ ESK တွေကိုထုတ်ကြွားလာခဲ့ပါတယ်။ဗီဒီယိုအစမှာတင် good morning ဆိုပြီးတော့ပရိသတ်တွေကို anonymous ကအစချီပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဒါအပြင် anonymous ကအရိုက်ကူရဲ့အဖွဲနဲ့ရှူတင်ရောက်နေကြောင်းလည်း I am shooting ဆိုပြီးတော့မိတ်ဆက်လာခဲ့တာပါ။ anonymous ကအင်္ဂလိပ်စကားကိုသင်ထားတဲ့တဲကနေရှားသလောက်ပြောနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒေသာမပြောတတ်သေးတာကြောင့် IW တွေနဲ့ရှုပ်နေပြီးတော့နောက်ဆုံးမှာ thank you ဆိုပြီးတော့အဆုံးသတ်လိုက်ပါတယ်။ ESK ထိုးတက်နေပြီဖြစ်ကြောင်းကို Anonymous ကအခုလိုနည်းနဲ့ခြားပြလာခဲ့တာဖြစ်ပါတယ်။ Anonymous က အထက်တန်းပညာကိုဆုံးခန်းတိုင်အောင်မတင်စားပြစ်ခဲ့ပါဘူး။ပညာရေးမှာမထူးချွန်ပေမဲ့ဂီတပိုင်းမှာတော့ပါရမီပါပြီးတော့လေ့လာနေခဲ့ရပါ။စက်ရုံမှာအလုံးလုံးရင်းတချင်းတွေရေးသားပြီးတော့ဝါသနာအရာတီဆိုနေခဲ့ရလဲဖြစ်ပါတယ်။ဝါသနာအရာတီဆိုရင်နဲ့ထားလိုက်ပါတချင်းကိုရှိသမျှပတ်စံအကုန်ထုတ်ပြီးတော့တချင်းတစ်ပုတ်ဖြစ်အောင် ထုတ်ရိုက်ခဲ့တာဖြစ်ပါတယ်။ကန်စာတာကလည်းတက်နေတာဖြစ်တဲ့အတွက် anonymous ရဲ့အောင်မြင်မှုကတချိန်တိုးဖြစ်သွားခဲ့ရပါတယ်။ Anonymous ကကျမရေးအရာအချိန်အကြာကြီးအနိုင်ယူထားပြီးပြီမို့မကြခင်မှာပရိသတ်ရှိကိုပြန်ရောက်လာတော့မှဖြစ်ပါတယ်။တခြင်းတတိလည်းကိုယ်တိုင်ရေးနေပြီဖြစ်သလိုပြန်ဆိုတီးတွေလည်းလို့ဖို့အစီအစဉ်ရှိနေတာပါ။ဒါအပြင် Anonymous ကတခြင်းတစ်ပုတ်ထွက်ပြီးဆိုရင်လည်းကိုယ်တိုင်ဆိုပြီးတော့ကိုယ်တိုင်သာတရုပ်ဆောင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လက်တလုံးမှာတခြင်းတွေအတွက်လိုအပ်တဲ့ရိုက်ကူးရေးတွေကိုလုပ်နေတာဖြစ်ပါတယ်။ Anonymous ကထားလိုက်ပါတခြင်းနဲ့ရှန်းရှန်းတောက်အောင်မြင်ခဲ့ပါတယ်။အဲ့ဒီတခြင်းတစ်ပုတ်ရဲ့အောင်မြင်မှုနဲ့အနည်းငယ် ာလောကမှာယက်တီနိုင်သလောက်ယက်တီနေခဲ့ရပါဒါပေမဲ့အခုချိန်မှာထားလိုက်ပါသချင်းရဲ့အောင်မြင်မှုအချိန်ဝါကလည်းကြာစပြူလာပါပြီ နောက်ထွက်မဲ့သချင်းတွေတပုတ်ပြီးတပုတ်ထုတ်ပေမဲ့လဲထားလိုက်ပါသချင်းလိုမျိုးအောင်မြင်လာတာမျိုးတော့မရှိသေးပါဘူး။ဒါကြောင့်မို့ anonymous ကထားလိုက်ပါသချင်းရဲ့အောင်မြင်မှုကိုကြော်နိုင်အောင်အစွမ်းကုန်စူးစမ်းပြီးတော့သချင်းရေးသားလို့နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ anonymous ကအရင်လိုဖြောပြေးပွဲတွေလည်းမဖြောပြေးရသလိုမီဒီယာတွေရဲ့အင်တာဗျူးချင်းကိုလည်းမခံနေရပါဘူး။အင်္ဂလိပ်လိုပြောတတ်အောင်လေးလာထားပြီးတော့အစွမ်းကုန်ပို့လို့မဟုတ်လာခဲ့တဲ့ anonymous အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။ زوتا ماري شاهين